လွန်ခဲ့တဲ့ည90လောက်ပါကျွန်တော်ကဟိုခဏခဏကျဆင်းပေါ်မှာဟိုပေးမဆိုးဘာကြောင့်လဲဆိုတော့စာသားလီကဟိုညီကွေးနဲ့လင်းနာများကြကိုယ်အသေးကိုစွန့်ပြစ်သွားလာဆိုတာစာသားအသိချမ်းတဲ့အတွက်ကြောင့်ကျွန်တော်ဟိုလင်းဆင်းပေါ်မှာတိတ်ဆိုးဝင်မပြီးအဲ့ဒါဒါတခုရအမှတ်တရပါ ္လာပွဲရုပ်ရှင်ကားနဲ့မှာတဲ့ဦးရဲ့အချစ်ယူဆိုချင်းနဲ့တုံနာပါအဲ့ဒါနောက်ထောင်း24ခုနှစ်နှစ်ကုန်ပိုင်းတော့ဆက်ကြည့်လို့အခုကလည်းရတယ်လုပ်ပေးပါဒီတချင်းအမှတ်တရတော့ဒါလွန်ခဲ့တဲ့နှစ်90တော့တော့ကရမ်းပေါက်ခဲ့တဲ့တချင်းပေါ့အဲ့တချင်းကဒါလွန်ခဲ့တဲ့နှစ်90 stage show မှာဒီတချင်းဆိုလို့ရှိရင် လူကြီးကတော်တော်များများလူကြီးတွေတော်တော်များများကန့်ကွက်ကြဒီတရှင်းပါမယ်ဆိုရင်ရှင်ပေါ်မှာတက်မဆိုးအောင်ဟောစင်ညတဲ့မူလမှာအဲ့ဒီတရှင်းကလည်းဒီလိုပဲရှင်ပေါ်တက်ဆိုမယ်ဆိုရင်အဲ့ဒီရှင်းမဆိုးအောင်မျိုးမျိုးပိတ်ပင်တာပေါ့အဲ့စတူဒီယိုအစပေါ်တဲ့ချိန်အဲ့တော့နေရီယာနေတိုင်းရောလို့မဟုတ်လေအချို့နေရီယာအဲ့လိုပိတ်တာအဲ့တော့တခြားတခြင်းပဲဆိုပါမယ်လို့ ဒါအဲ့လိုမတတ်နိုင်ဘူးလေအဲဦးလို့စတီလို့တချင်းဆိုပြီးတော့သူတို့ကဘယ်လိုလဲဆိုတော့လမ်းတရဲတချင်းလို့တတ်မှတ်ထားတယ်အဲ့ဒါနဲ့အမှတ်တရတခုတော့တော့ရတာတော့လုံးဝမမေ့ဘူးအဲ့ဒါတော့ဟိုစေယုံတေယုံပေါ့စေယုံတေယုံကရန်ကုန်မှာအဲမရန်ကုန်မြို့နယ်စေယုံတေယုံကရန်ကုန်ကိုကိုယ့်အတွက်ဆိုတော့ ူကသွားပြီးတော့ဖြော်ပြပေးတာပေါ့အဲတီဝိုင်းကတော့ is is it တီဝိုင်းလေအညာရှင်းနိုင်ကြော်လေးရောက်တော့ဦးကလည်းဆိုတော့မယ်ဆိုပြီးတော့စင်မတက်တဲ့ခါကျရင်အနုလားဘောင်းပြူဝထားတက်လို့မရဘူးလေ STU ဓမ္မရအလုံးသိုးဝရမယ်လေဟာဒုက္ခပဲအဲ့ဒါနဲ့အဲ့လိုဆိုရင်တိုင်းရင်သာဝုစုံဝတ်လို့ရမလားလို့မေးတော့ရတယ်တိုင်းရင်သာဝုစုံလို့ဝတ်လို့ရတယ် အဲ့ဒါနဲ့အိမ်ပြန်ပြီးတော့ရှမ်းဝတ်ဆုံးပေါ့သူကလည်းရှမ်းနဲ့ဆက်တယ်သူရှမ်းဝတ်ဆုံးဝတ်ပြအဲ့တက်ဆူပေါ့ဗျအဲ့တယောက်ငါးပုတ်တချင်းငါးပုတ်ဆိုရမှာမရန်ကုန်မြို့နယ်အဲ့ဒါဆေးရုံပေါ့ဆေးရုံတကူရဲရန်ကုန်မြို့အဆိုတဲ့ခါကျတော့လေးပုတ်မြောက်လဲရောက်တော့အဲ့အချိယူးဆိုချင်းနဲ့ဆိုလဲဆိုတော့အဲ့ခွေးစီစဉ်လဲဒီဆေးရုံကလူပေါ့တက်လာပြီးတော့စင်ကွင်းထောင်း ဲ့လိုက state ဆင်ရတော့လမ်းမှာလောက်ရတော့လမ်းမှာပဲလောက်ရတယ်အဲ့ဒီရော state ကိုယုံတော့မရှိဘူးအဲ့ဘေးမှာလည်းဆင်ဘေးမှာလည်းရဲတွေဝိုင်းလာလာတိရလာတယ်တွေ့လာလို့ဟုတ်ကဲ့လည်းပြောလို့ဟုတ်တယ်လေတို့လုံခြုံရေးပေးထားလေလေအဲ့ဒါမဟုတ်ဘူးတဲ့စင်ကုန်းတော့ဆိုပြီးဆင်းလာသူလို့ဖမ်းဖို့စောင့်နေတာဟာဒုက္ခပါပဲအဲ့ဒါနံပါတ်၄ပုတ်မြောက်ပါအချီယူဆိုပြီးတော့ အငါဘုတ်မြောက်ပါဆိုပြီးရှင်းရတော့အဲ့ဒါနဲ့ဟာဘာဖြစ်လို့လဲဆိုဒီလိုပဲလေစတူဒီယိုလေမအောင်လို့သူတို့ကအဲ့လိုအထူးသဖြင့်နှစ်ကွတာပေါ့အဲ့နန်းတရဲ့ရှင်ဆိုလို့ဖမ်းဖို့စီစဉ်ထားတာပေါ့စတူဒီယိုပေါ့ကျွန်တော်တို့ထုတ်ပေါက်တာပေါ့စတူဒီယိုလောကထဲမှာကျွန်တော်ညိုးညိုးကြောင်လို့ကအသားစီးလေကြားကြီးအဲ့မှာကျွန်တော်ကဟိုရောက်အောင်ကျွန်တော်တို့ ဝါဒနာပါလုံးလို့ဒီဒီချင်းနေဆိုတာအဓိကတော့အဲ့ဒီအချစ်ယူဆိုတာလွန်ခဲ့တဲ့နှစ်90လောက်ပါကျွန်တော်ကဟိုခဏခဏကျစင်ပေါ်မှာဟိုပေးမစုံအကြောင်းလဲဆိုတော့စာသားလျာဟိုညီကွေးနဲ့လင်းနာများကြကိုယ်အသေးကိုစွန့်ပြသွားလာဆိုတာစာသားတိတ်ချမ်းတဲ့အတွက်ကြောင့်ကျွန်တော်ဟိုလင်းစင်ပေါ်မှာတိတ်ဆုပ်ဝင်မပေးဘူးအဲ့ဒါဒါတခုရအမှတ်တရပေါ့အခုတော့ ခက်ကပြောင်းသွားပြီအခု rap တို့ rap တွေနောက်ပြောဟွာတွေဟို hip hop တွေပေါ်လာတော့သူတချင်းရစာသားတဲ့လောက်သူတို့ဘုံတော့ဟို pop ဖြစ်နေတော့အဲ့ဒါအဲ့ဒီအချီယူဆိုအမှတ်တရပါဒါဒီရုပ်ရှင်ထဲမှာလည်းပါတော့လေဟိုမကြီးဆိုးဆိုလည်းဟိုသွေးမြတ်သူကလည်းသူတချင်းကို crazy ပါအဲသူကလည်းဟိုအရင်ကသူ့နဲ့အမေရိကန်မှာလည်း စင်ပေါ်မှာဟိုဇုံလွဲတွေကဒီတရှင်းတွေဆူခဲ့မှုတယ်အထကကြောင်းသားဆိုတော့ဘာသာလေးနဲ့ပြောင်းပြီးတော့ဇုံလွဲတရှင်းဆူခဲ့တယ်အချီယူဆိုလဲသူကအရန်တဘောကြတယ်အဲ့ရှင်းအဲ့ဒါကြောင့်ဒီကားထဲမှာလဲဟိုအမတ်တရပေါ့ဘာတဲ့တဲ့ကြောင့်သူကလည်းအရန်ဝမ်းတာပေါ့ကျေးဇူးတင်ပါတယ်